အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော် EFL Cup ရဲ့ round 4ရဲ့ပွဲစဉ်တွေကြောင်းနည်းနည်းလေးပြန်ပြီးပြောအောင်အဲ့တော့ဒါဒီကြောင်းလက်ရှိမှာဒါကျွန်တော်တို့ဒီဒုတိယပုံပေါ့နော်ဒုတိယပုံမှာဒါကျွန်တော် City ရဲ့ Chelsea ရဲ့ဒါကျွန်တော်တို့ Tottenham Hotspur အသင်း၃အသင်းကိုကျွန်တော်အဓိကဖိုကပ်လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ စီတီသစ်တွေကခုလက်ရှိမှာဆွမ်စီနဲ့တွေ့မယ်ဆွမ်စီနဲ့တွေ့မယ်ဆိုတော့ကျွန်တော်အနေနဲ့ဘာမှသိပြီးတော့ပြောစရာတော့အများကြီးမရှိဘူးလို့မြင်တယ်။ဒါပေမဲ့ဆွမ်စီကိုလက်ရှိမှာဒါစီတီသစ်နဲ့လုံးဝလုံးဝအထင်သေးလို့မရဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်။ပြတာကျွန်တော်အဝေးကြီးမှာသွားကြရမှာပါစီတီသစ်နဲ့လားပရိသတ်တွေနေနေတော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်မနေ့ကအဲ့လိုမျိုးကွင်းနေကျွန်တော်သွားကြည့်နေတယ်။အမှန်တမ်းမှာကျွန်တော်ဆွမ်စီကွင်းကကျွန်တော်တို့ ဆွမ်စီတို့ကာဒစ်တို့ဆိုတာအင်္ဂလန်နိုင်ငံမှာမဟုတ်တော့သူကဝီလ်စ်ရောက်သွားပြီဝီလ်စ်ကအသင်းတွေနဲ့ခုလက်ရှိမှာဒါကျွန်တော်ဝင်ပြိုင်တာပေါ့နော်အဲ့တော့ကျွန်တော်သိလို့ပြောဝီလ်စ်ကအသင်းတွေကသေးလို့နဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့တို့အနေနဲ့ပရီးမီးယားလိမှာဝင်ပြိုင်ခွင့်ကိုတောင်းထားပြီးတော့ပရီးမီးယားလိကလက်ခံပေးတာပြောလို့ရတယ်စကော့လန်ကျစကော့လန်အသင်းတွေကတကားတအားဒါကျွန်တော်တို့ရာဇဝင်ကြီးမှကျစကော့လန်ကကျတော့တို့အုပ်စုနဲ့တို့တတ်တတ်သွားတယ်လို့သိရတယ်မှာပါတယ်ဥပမာဒါကျွန်တော်တို့စကော့တစ်အသင်းတွေဟော့စ်လက်ရှိမှာဒါကျွန်တော်တို့ဆော့တိတ်တို့ရ ेंजर्स တို့ဒီလိုသိမျိုးတို့ကဒါရာဇဝင်ကြီးရကျတော့တို့အနေနဲ့တို့ဝင်မပေါဘူးတစ်ဖက်ကဒါဝီလ်စ်ရဲ့ဒါကျွန်တော်ဆွမ်စီတို့ဒါကျွန်တော်ကာဒစ်တို့ဒီလို ိုအသင်းမျိုးတွေကလည်းရှိမှာဒါပရီးမီးယားလိဂ်နဲ့ဝင်ပေါင်းတဲ့ဥစ္စာတွေတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့အဲ့ဒီဥစ္စာနောက်ပိုင်းကျကျွန်တော်ခင်ဗျားတို့နည်းနည်းလေးဟာသရှင်းပြအောင်မယ်ဗောနော်အဲ့တော့ Swansea City ရဲ့အိမ်ဝင်ဖြစ်တဲ့ဒါကျွန်တော် swansea.com stadium မှာတွားပြီးကြံရမှာဖြစ်ပါတယ်နာမည်ကတစ်မျိုးတော့တစ်မျိုးပဲအဲ့တော့လက်ရှိမှာဒီကွင်းကဒါပရိသတ်2000 1000ဆက်နေအဲ့တော့လက်ရှိမှာဒါကျွန်တော် weather draw calling ကိုပြောလို့ရတယ်ဒါကြောင့်ညဘက်မှာဒါကျွန်တော်တို့အဲ့တို့ England နဲ့ဆိုည9:45ထင်တယ်အဲ့ဒီပွဲစဉ်အဲ့တော့ ်လက်ရှိမှာဒါကျွန်တော် Manchester City အသင်းနဲ့ဒါကျွန်တော်တို့ Swansea အသင်းနဲ့တွေ့မယ်မြန်မာ Sandor Jane ဒါကျွန်တော်တို့တူတယ်2:55မှာတွေ့ကြမယ် Swansea ရဲ့အိမ်ခွင်းမှာဒါ Manchester City အသင်းနဲ့တွေ့မှာဖြစ်ပြီး Swansea ရဲ့လက်ရှိအခြေအနေတွေကပြန်ကြည့်မယ်ဆိုတော့သူတို့လည်းအနေမြင့်တက်ကြတာအားများနေတယ် Championship မှာ Swansea ကလက်ရှိမှာဒါကျွန်တော် Assist 73နေရာမှာရပ်တည်နေပြီးတော်တော်လေးကိုတိုင်ပတ်နေတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး9ဟောမှာ Swansea က2ပွဲပဲနိုင်ထားပြီး2ပွဲရှုံးထားတယ်2ပွဲသေရကြထားတယ်တစ်ဖက်က City ရော City အသင်းနဲ့လက်ရှိမှာ Aston Villa အသင်းကိုအဝေးခွင့်ခြေစွမ်းရမတင်မှတ်ပဲနဲ့ရှုံးသွားခဲ့တယ်အဲ့ဒီပွဲစဉ်မှာတိုက်စစ်လမ်းကြောင်းတွေပြောက်ပြီးတိုက်စစ်ပိုင်းက တော်တော်လေးကိုအားနေသွားခဲ့တာတွေ့ရပြီးတော့အဲ့ဒီပွဲစဉ်ရဲ့အမှားတွေကိုဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပြုပြင်ဖို့အတွက်အကောင်းဆုံးလိုလာပြီလို့ပြောလို့ရတယ်အဲ့တော့တည်င်းကောင်းအနေနဲ့ပြောရမယ်ဆိုရင်ရိုဒီကလက်ရှိမှာဒါကျွန်တော်မြက်ခင်းစိန်းဒီပုံမှာလက်ရှိမှာ တွေးနေပြန်စင်းနေဖြစ်ပြီးတော့ဒါဒီနေ့ပွဲစဉ်မှာပါဝင်မှုတော့မဖြစ်နိုင်သေးဘူးလို့ဒီကျွန်တော်ထင်တာဒါ international break မှာပဲ Rudy တယောက်ပြန်လာတော့မယ်လို့မြင်နေထားပါအဲ့တော့လက်ရှိမှာ Rinders နဲ့ဒီနေ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော် personal view မှာ City တင်းနေတာကျွန်တော်တို့ဆွမ်းစီလို့အသင်းမျိုးနဲ့တွေ့တဲ့အချိန်မှာလူငယ်တွေကိုတကယ်နေရာပေးကြည့်တင်းနေလို့မြင်နေဟိုတစ်ခေါက်ကဒါကျွန်တော်ရှေ့ကဒါကျွန်တော်တို့ Carabao ပွဲစဉ်လို့ပဲဒါလူငယ်တွေတော့မှချစ်မှာမူကာဆာတို့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာအဲ့လိုပုံစံမျိုးတွေကို နေရာပေးတဲ့တယ်လို့မြင်တယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့လက်ရှိဒီ food mob ကဒါရှေ့ပွဲကပုံစံ line up တိုင်းမှာတစ်ဖက်တစ်ရာလေးပြန်ထားပြီးမယ် Guardiola ကဒီနေ့ပေါ်စမှာဒါအသစ်သစ်တွေကျွန်တော်လုပ်စီခြင်းတယ်ဒါကျွန်တော်ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့လက်ရှိဒါ City Academy က Charlie တွေကိုနေရာပေးစီခုနပေါ်ကြမူကာဆာလို့လူဒါကျွန်တော်ဒီနေ့ပေါ်စမှာဆို Nico O'Reilly ကိုပြန်ထည့်တာဒီနေ့ပေါ်စမှာ Oscar Bob လုံးဝပြန်ပြီးတော့ shine ဖြစ်တဲ့ပွဲစဉ် Jeremy Doku ဒီနေ့ပေါ်စမှာရှေ့ပွဲမှာနားရတဲ့အချိန်ဒီနေ့ပေါ်စမှာလုံးဝ explode လုပ်ဖို့အတွက်အသင့်တော်ဆုံးပွဲစဉ်တွေကတော့ဒီနေ့ပွဲစဉ်ဖြစ်မယ်လို့ကျွန်တော်ကပုံကူကြီးကကျွန်တော်ကမြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိအနေထားကဒါကျွန်တော် ဆန်စည်းကတော်တော်လေးကိုခြေစွမ်းရ စုတ်ပြတ်တက်နေတဲ့အတွက်ကြောင့်မလို့ဒါတို့အနေနဲ့လည်းစီတီသင်းနဲ့တိတ်ပြီးတော့ခက်ခဲမှာပေါ့ဒါကျွန်တော်ပါဆင်ပြီးတော့စီတီသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါ5ပြတ်လောင်းအောင်ဝူနို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 င်တွင်းပြီးတော့ဒါကျွန်တော်တို့ motivation အပြည့်ပြန်ယူရမယ်ပွဲစဉ်တပွဲလို့တော့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်တို့မြင်နေစီတီသင်းနဲ့ဒီပွဲစဉ်အနည်းဆုံးဒါကျွန်တော်3ခုနဲ့အထက်တွင်းပြီးတော့ဒါတို့ဘာလို့ပြနိုင်လဲဆိုတဲ့ပွဲစဉ်တစ်ခုကိုဆက်လက်ပြီးတော့ရက်တီဖို့အတွက်အင်မတန်မှလိုအပ်တဲ့ပွဲစဉ်တပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မားမယ်တော့မတင်ဘူးအဲ့တော့စီတီသင်းနဲ့ဒီနေ့ပွဲစဉ်မှာ100%လုံးဝလုံးဝနိုင်ကိုနိုင်တဲ့ပွဲစဉ်ဒီနေ့ပွဲစဉ်မှာ Allen Carlan ကို မေဘော်တော့လက်ရှိမှာဒိုင်ယာကပြန်လို့တက်တာနေတဲ့အိုမားမာမိုရှိုရှာကီတို့ဒီနေ့ပွဲစဉ်မှာဒါခြေစွမ်းပြတဲ့နယ်ပွဲစဉ်လို့ပြောရင်တော့ကျွန်တော်မှားမယ်တော့မထင်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါဂိုသမားနေရာမှာဂျိမ်းစ်ထရက်ဖို့ကိုတော့နေရာပေးတင်ပြီလို့ခွာရီတော့ကျွန်တော်နေနေမြင်နေချန်ပီယံလိမိုင်နေရာပေးလို့ပရီးမီယံလိမိုင်လုံးဝနေရာမပေးဘူးဂျိမ်းစ်ထရက်ဖို့လက်ရှိမှာဒီလိုပွဲစဉ်မျိုးကိုတော့နီးပြအနေနဲ့လုံးဝဒါနေရာပေးတဲ့အနေထားမှာရှိရလို့ကျွန်တော်နေနေမြင်မိတယ်ဒုတိယပွဲစဉ်ကလက်ရှိမှာချယ်ဆီအသင်းဆန်ဒါလန်ကို2-1နဲ့လက်ရှိမှာရှုံးနာခဲ့တဲ့ချယ်ဆီအသင်းကဟူးဗ်အသင်းနဲ့တွေ့ရမယ်ဟူးဗ်အသင်းလည်းဒါကျွန်တော်လက်ရှိရှေ့ပွဲမှာဒါတော်တော်လေးကိုစိတ်ပြည့်စရာဖြစ်ခဲ့တယ်ဟူးဗ်အသင်းဆိုဘယ်လောက်တိအောင်တိုင်ပတ်နေလဲအခု လက်ရှိမှာဒါပြိတက်နဲ့နီးပြနဲ့ဆွဲထိုးမဲ့အထိကောင်ဖြစ်သွားခဲ့တယ်။ဒါနီးပြကမနေ့ကဒါရှေ့ပွဲစဉ်မှာဒါကျွန်တော်ဘန်လေးကိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာရှုံးသွားတဲ့ပွဲစဉ်မှာပြိတက်ကိုသူသွားနှုတ်ဆက်တယ်။အဲဒီအချိန်မှာပြိတက်ကဒါကျွန်တော်အကုန်လုံးဒါနီးပြဝိုင်းဆဲနေနေထားမှရှိတယ်။မမတ်ရပဲမနစ်ကဗစ်တာပါရဲရာဆိုတကယ်ကို ကောင်းခဲ့တာ။ဒါကျွန်တော်တို့ဒါစပါးတို့ဒါယူနိုက်တက်တို့ကိုတော့ကြော်ပြီးသွားကျွန်တော်တို့ရဲ့အပေါ်မှာယက်တီခဲ့တဲ့အသင်းသင်းပေါ့နော်။အဲ့တော့ အာဗစ်တာပါရီယန်နဲ့ဘာဖြစ်သွားလဲအဖေကရှင်းပါတယ်သူတို့ကအကောင်းဆုံးကစားသမားကိုရောင်းလိုက်ချင်မှဒါကိုခွေးဖြစ်သွားတာပဲဟုတ်တယ်မဒါအဓိကခံစစ်မှဒါကျွန်တော်ယုံနေတဲ့အိုက်နူဘီကိုရောင်းနေတိုက်စစ်မှဒါကျွန်တော်တို့မက်သျူးစ်ခေါ်နာကိုရောင်းနေအဲ့တော့ဘာကြံလဲကျွန်တော်ပြောရအသေးသေးနဲ့ပြန်ကြည့်အောင်ဘာမှမကြံဘူးပြတိလားအဲ့တော့မနစ်ကအယုံဆုံးနှစ်ကောင်ရောင်းလိုက်တယ်အဲ့အယုံဆုံးနှစ်ကောင်ရောင်းမယ်ငါအတင်းကဘာလို့မယုံတော့လာလဲဆိုရင်အဖေကဘာလို့မလဲမနစ်ကစတရန်လာဆန်ကိုအဓိကဖန်တီးပွေးမှုအများဆုံးကစားသမားဘရူးလေမက်သျူးစ်ခေါ်နာအဲ့ကစားသမားမရှိချင်မှအခုချိန်မှာသူ့ကိုဘယ်သူမှဖန်တီးပေးမဲ့လူမရှိဘူးပြဿနာကဘာလဲတိလားအသင်းလက်အသင်း င်းငယ်တွေအဓိကဟိုအသင်းလက်ကထားပါအသင်းငယ်တွေအဓိကပြဿနာပါလဲဆိုတော့တမင်မွေးကြားဆိုင်ဆိုတဲ့စကားလုံးကတော့မှန်ပါတယ်ဒါပေမဲ့တမင်ကမွေးတယ်နော်ကြားကိုအကုန်ကျွေးတာတမင်ကိုယ်တိုင်ရော့အကိုကြီးစားပါအောင်ကျွန်တော်ကျွန်တော်ကျွန်တော်မွေးထားတဲ့ကလေးတွေစားပါအောင်ဆိုတော့တော်တော်ကျွေးနေတာပြဿနာဥပမာကျွန်တော်ပြပုံမလေးအိုင်နူရီရောက်မလားခွန်နာတို့တစ်နှစ်လောက်တော့ချန်တာခွန်နာရောက်မလားဒါအိုင်နူရီတစ်နှစ်လောက်တော့ချန်တာတသိန်းလုံးမှာယုံအားကောင်းပါတယ်ဆိုတဲ့တင်နေမဘရက်ဖို့ဆိုတဲ့အတိုင်းပဲဝစ်စာနဲ့ဒါကျွန်တော်တို့လက်ရှိဘယ်သူ ပန်ပွားမှုနှစ်ယောက်လုံးကိုဒါကြောင့်ရောင်းချပြီးနီးပြပါကျွန်တော်တို့ဒါစာချုပ်ဖြတ်သိမ်းပြီးပြီဆိုပေးချလိုက်တာပဲအဲ့တော့ပြောချင်တာပြောချင်တာအသင်းလက်အသင်းလက်အသင်းငယ်တွေကဒီနေရာမှာသူရက်တည်နေတယ်ဟိုသူတို့ survive လုပ်ဖို့အတွက်လည်းအများကြီးလိုအပ်တာကျွန်တော်တို့နားလေဒါပေမဲ့တစ်ခါကြာရင်ပြောသီးလားအေးပေါ့ Premier League စီမင်းစစ်ကနေအဲ့တစ်ခါရ FFP တို့ PSR တို့က on paper မှာသာနားချအရင်ကောင်းတာတကယ်လည်းအလုပ်လုပ်တဲ့ချိန်မှာအလုပ်မဖြစ်ဘူးခင်ဗျဖျားဆူရတာ ကျွန်တော်ဟိုတစ်ခေါက်ကထက်လဲပြောဦးမှာဘယ်တော့မှမဆိုအဲ့တော့ Chelsea တင်းနဲ့ဒီနေ့ပွဲစဉ်မှာ Wolf အသင်းခြေစွမ်းကြနေမှုပေါ်အခွင့်ကောင်းယူတဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်က Wolf အသင်းရဲ့အိမ်ဝင် အမှန်တိုင်းကျွန်တော်ကဘောမှာအမှတ်တရရှိတာကျွန်တော်ဘောမှာကာရာဘော FA ကိုဒါကျွန်တော် Wolf အသင်းကိုကျွန်တော်စပါးအသင်းနဲ့တို့ရဲ့အိမ်ငွေမှာသွားကြည့်ဘူးည၈နာရီပွဲနှစ်ပွဲလုံးကြည့်ဘူးတဲ့ဒါကျွန်တော် Wolf နဲ့ဒါကျွန်တော်တို့အိမ်ပေါ် Wolverhampton နဲ့ဒါ London နဲ့ကအဲ့လောက်ကြီးမဝေးရတဲ့ကြောင့်ပြန်ရလို့ဆိုတော့ခဏခဏသွားကြည့်ဘူးတဲ့ Wolf အသင်းညဘက်ဆိုတအားမိုက်တအားလာဘောသွားကန်ကြီး West ရဲ့ All of the line နဲ့တော့ဘီလုံးကြီးတွေဖွင့်ပြဆိုအရန်မိုက်တယ်ဗောနော်အဲ့တော့ဟာပါလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာ Chelsea ဘက်ကပြန်ကြည့် Chelsea ကနိုင်တဲ့ပွဲစဉ်ဖြစ်တယ်။ဘာလို့ Sunderland ကိုဒါမထင်မှတ်ပဲရှုံးနေထားတဲ့ပွဲစဉ်ဖြစ်တဲ့ကြောင့်မို့ Chelsea အသင်းကလက်ရှိမှာဒီနေ့ပွဲစဉ်ကသူတို့အတွက် Must Win ပွဲစဉ်တစ်ပွဲဖြစ် ဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့လုံးဝငင်းစရာမလိုဒီနေ့ပေါ်သမားတာ Chelsea အသင်းအနေနဲ့ဒါ Wolves အသင်းကိုလုံးဝထင်သေးလို့ဘာလို့တော့တစ်ဖက်အသင်းကလက်ရှိမှာဒီပြကလည်းပြုတ်လူဆဲဆဲဖြစ်နေတာကိုပရိသတ်တွေနဲ့စောင့်ပြဿနာတက်ထားတဲ့အသင်းအသင်းတော့ဒီနေ့ပေါ်သမားပေါက်ကွဲဖို့အတွက်ပြင်ဆင်နေတဲ့အသင်းအသင်းဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့ဒီပေါက်ကွဲဖို့အတွက်ပြင်ဆင်နေတဲ့အသင်းအသင်းနဲ့ပေါက်လာ Chelsea နဲ့မှထပြီးပေါက်ကွဲတယ်ဆိုရင်တော့ Chelsea အသင်းတိုင်ပတ်သွားနိုင်တယ်လို့မြင်နိုင်နေထားမှရှိအဲ့တော့ဒီနေ့ပေါ်သမား Chelsea အသင်းလုံးဝလုံးဝမပေါ်ရော်တဲ့အဓိက Anzo Mores ကပဲ Anzo Mores ကလည်းဒီနေ့ပေါ်သမားပွဲကိုတည်တည်ချာချာပလန်လုပ်တင်ပြီးအဓိကဒီ ေ့ပေါ်မှာ Chelsea တင်းနဲ့အဓိကဂယူးဆိုင်ရမှာသူတို့ရဲ့ cancel ဘိုင်းပဲဒီနေ့ပေါ်မှာ Chelsea တင်းကကတာ cancel ဘိုင်းကိုဂယူးဆိုင်မယ်ဆိုရင်တော့ Wolf ကို99လို့ပြင်တယ် Wolf ရဲ့ cancel ဘိုင်းကတော်တော်လေးကိုယူယူနေကြတော့ဒီနေ့ပေါ်မှာ Chelsea အသင်းရဲ့တိုက်စစ်ကအဲ့ဒီယူယူနေတဲ့တိုက်စစ်ကြီးကို cancel ကြီးကိုအဓိကထိုးပေါက်ဖို့အတွက်အများကြီးအများကြီးလိုအပ်တယ်လို့ကျွန်တော်နေမြင်တယ်ကျွန်တော် personal mind ကပြောမှာဒီနေ့ပေါ်မှာဒါ Chelsea တင်းကလည်းပွဲချက်ဖြစ်သွားဖို့များတယ်ဒီပွဲစဉ်က2:55မိနစ်မှာဒါကျွန်တော် Wolf အသင်းရဲ့အိမ်ခွေး Molina မှာကန်သွားမဲ့တဲ့ကြောင့် Chelsea တွက်ကတိတ်ပြီးလွယ်ကူနိုင်တဲ့ပွဲစဉ်မဟုတ်ပြီမဲ့ဒီနေ့ပွဲစဉ်ကဒါ Chelsea အသင်းတွက်99နဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာ မှာကျွန်တော်ကတော့မြင်မိတယ်လို့ပြောပြစေ။နောက်ဆုံးတပွဲအနေနဲ့ပြောရမယ်ဆိုရင်မြန်မာစံတော်ချိန်နှစ်နာရီတို့မှာကန်သွားမယ်ဒါကြောင့်ဆိုနှစ်နာရီခွဲမှာကန်သွားမယ် Newcastle ရဲ့အိမ်ခွင်မှာ Tottenham Hotspur အသင်းနဲ့တွေ့ရမှာအဲ့တော့စပါးအသင်းကအခုလက်ရှိဒါဒါညောင်ပိုင်းမှာ Carabao ကန်ပြီဆိုရင်ကျွန်တော်တို့အသင်းကြီးနဲ့အများကြီးအများကြီးခဏခဏတွေ့လေးရှိတယ်သူများအသင်းတွေဘယ်လိုပဲဒါကျွန်တော်အသင်းလက်တွေအသင်းငယ်နဲ့တွေ့တွေ့ကျွန်တော်တို့အသင်းကအသင်းကြီးနဲ့ပဲ ever တွေ့တယ် Carabao မှာဒါဘူဘူလောလောကတော့ Tottenham Hotspur အသင်းက Doncaster ကို3-0ဆိုတဲ့ရရတဲ့ကျွန်တော်တို့နိုင်ထားခဲ့တာကိုတွေ့ရမယ် ဒီနေ့ပွဲစဉ်မှာဘာဖြစ်မှာလဲတော်တန်ဟော့စ်ပါသင်းနဲ့ခုလက်ရှိမှာဒါပုံမှန်လင်လင်ပြောင်းအောင်သောမတ်စ်ရက်အနေနဲ့ဒီဖလားကိုဘယ်လောက်ထိ serious သူယူသွားမလဲလက်ရှိမှာဒါကာရာဘောက်မှာလက်ရှိမှာညူကာဆယ်ယူနိုက်တက်ကလက်ရှိချန်ပီယံဖြစ်တယ်အဲ့တော့သူအနေနဲ့လက်ရှိချန်ပီယံဖြစ်တဲ့သူဟာဒီပွဲစဉ်ကိုဒါကျွန်တော်အဓိကဒါကျွန်တော် push လုပ်မယ်လို့မြင်တယ်ညူကာဆယ်ယူနိုက်တက်ကပူပူလောလောမှာဖူဟန်ကို2-1နဲ့နိုင်ထားခဲ့တယ်ဒါပေမဲ့ညူကာဆယ်လက်ရှိခြေစွမ်းကတော်တန်ဟော့စ်ပါသင်းလို့ပဲအနိုင်မြင့်အတက်ချတာအများကြီးတော်တန်ဟော့စ်ပါသင်းကခုလက်ရှိမှာရီရတာပေါ့နော်ကျွန်တော်ခုနေ့ကပြောသူပဲတခါကျရင်ဟိုကိုအသင်းလို့ကလက်ရှိမှာဒါပရီးမီးယားလိမှာဂိုးသွင်းအများဆုံးအသင်းကဘယ်အသင်းလဲသိလား တော်တန်ဟော့စပါးစင်ကိုးပွဲမှာ16ဂိုးသွင်းလာတယ်ကျွန်တော်ကိုကျွန်တော်ကိုကျွန်တော်မယုံဘူးနော်ခင်ဗျအဲ့ဒါကျွန်တော် stat stream မှာယုံတာ premier league မှာ everton ကို3ဂိုးအိမ်ခွင်းမှာ3ဂိုးသွင်းထားခဲ့ပြီးနောက်မှာတော်တန်ဟော့စပါးစင်က premier league မှာဂိုးအများဆုံးသွင်းတဲ့တဲ့တဲ့ဖြစ်လာခဲ့တယ်တိုက်စစ်အကောင်းဆုံးသောစင်အဲ့တိုက်စစ်ရဲ့လက်ရှိအသွင်းကိုရတာကျွန်တော်တို့70%ကခံစင်းတဲ့ defensive midfielder တွေတွင်တာစပါသင်းရဲ့ဂိုးသွင်းများဆုံးကစားသမားနှစ်ယောက်ကပါလီညာနဲ့ Mickey Van der Ven ဖြစ်တယ်။ Mickey Van der Ven က5ဂိုးသွင်းတာပြီးပါလီညာက4ဂိုးသွင်းတာပြီးဒီနှစ်ယောက်ရဲ့ contribution ကကိုကိုတိရှိခဲ့တယ်။အဲ့တော့ ဒီနေ့ပွဲစဉ်မှာစပါတင်နဲ့ဘယ်လိုပုံစံမျိုးလဲအဲ့တော့အမှန်တကယ်ပြောလက်ရှိမှာကျွန်တော်ဒါကိုယ့်အကိုဖင်ကောင်းကြည့်တာမျိုးပဲစပါတင်ကိုခုလက်ရှိနောက်ပိုင်းခြူစွမ်းနေမှာပြန်ကြည့်မယ်ဆိုရင်အင်ဂွင်းတို့အဝေးကွန်းတော့ကျွန်တော်ပို့ရင်းနေပေါ့တော့တောမက်ဖရန့်ကအဝေးကွန်းဆိုအမြဲတမ်းပို့ပို့ပြီးကောင်းလို့ဆိုတယ်ပြီးတော့လက်ရှိမှာတွေ့မဲ့အသင်းကညူကာဆယ်လိုအသင်းမျိုးညူကာဆယ်လိုအသင်းမျိုးကိုလက်ရှိမှာစပါတင်နဲ့100%တေးကြတယ်လုံးဝဒါကျွန်တော်ကြားကန်ကန်မှုတော့ဒါနီးပြပြင်ဆင်လာမယ်အဲ့တော့ အသင်းကြီးနဲ့တွေ့ရင်အသင်းကြီးလို့ပြင်ဆင်တတ်တဲ့သောမက်ဆရတဲ့ဒီဘက်ကသူ့ရဲ့စိတ်ကြိုက်တစ်ခုဖြစ်သွားနိုင်တယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာညူကာဆယ်ကကောဘယ်လိုမျိုးပွဲထွက်လာနိုင်မလဲ။ညူကာဆယ်ကလက်ရှိမှာဒဏ်ရာပေါင်းများစွာနဲ့အခုချိန်ထိသူ့ရဲ့အသင်းကဒါလုံးဝအထိုင်မကျသေးတဲ့အသင်းသင်းလို့ပြောလို့ရတယ်။ခန်ဆယ်ပိုင်းကလည်းဂိုးတွေတလောဟောပေးနေရခဲ့ပြီးတော့သူ့ရဲ့အားရစရာဆိုလို့လက်ရှိမှာဒါကျွန်တော်ကွင်းလယ်ပိုင်းတစ်ခုလောက်ပဲရှိတယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့ဒါလုံးဝတိုက်စစ်အပြည့်အဝဒါလာမယ်လို့မြင်တယ်။ဟူဖတာမာဒီတို့မာဖီတို့ဂေါ်ဒန်တို့ဒီလိုအုပ်စုကြီးတွေတွေ့မယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာစပါအသင်းဘက်ကကောလက်ရှိမှာပြောင်းလဲမှုသိပ်ပြီး များများဆဆမရှိတော့ဘူးလို့မြင်တယ်။ဒီနေ့ပုံမှန်တာကျတော့လူဆုံးပုံစံမျိုးတို့အနေနဲ့ထုတ်ကန်မှုများတယ်။ Tommy Frank ကလက်ရှိမှာသူ့အတွက်ကကာရာဘောက်ဖလားကအေးပါလို့သူကရန်တရားဝင်ပြောထားကြတယ်။ဒီနေ့ပုံစံမှာတေဂျာတို့ကစပါးသိနေလုံးဝကိုလူဆုံးထုတ်ကန်မှုများတယ်။ဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော် personal မြင်မှာဆိုတော့ Vicario ကိုကျွန်တော်ပေးနာစီမြင်ကင်စီကိုကျွန်တော်ပွဲဆုပ်စီခြင်းနဲ့တချို့တော့လူငယ်တွေကိုဒီနေ့ပုံစံမှာဒါကျွန်တော်ပွဲထုတ်စီခြင်းတဲမှာပါတယ်။ Maybe ဒီနေ့ပုံစံမှာအကယ်ရှုံးခဲ့မယ်ဆိုတော့ကျွန်တော်လူငယ်တွေကိုဒါနေရာပေးပြီးရှုံးသွားတာကကျွန်တော်အတွက်အတိတ်ပဲရှိမယ်လို့မြင်တယ်။ Maybe ကျွန်တော်လက်ရှိမှာ UAE တင်းမှာကင်တဲ့ Luka William Barnett တို့ဘာလို့ကျွန်တော်ဒီနေ့ပွဲစမှာ30ခြင်းနဲ့ ဒါပေမဲ့ဒီနေ့ပွဲစမှာစပါးသင်းတွေတိုက်စစ်ပိုင်းကဘာတွေပြောင်းလဲမှုရှိမှာအများကြီးပြောင်းလဲမှုကူတက်စတယောက်ကလွင်ဘာမှသိပြီလုံးလို့ရမယ်တော့မရှိဘူးလို့မြင်တယ်အဲ့တော့စပါးသင်းနဲ့ညူကာဆယ်နဲ့ခုနောက်ပိုင်းမှာတွေ့ပြီဆိုအများကြီးလူဒုက္ခရောက်တဲ့ဆောက်ကျင်ကိုတော့ဒီနေ့ပွဲစမှာဘယ်လိုပြင်နိုင်မလဲလက်ရှိမှာညူကာဆယ်ရဲ့အင်ကွန်းမှာစပါးသင်းဒါကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်လာခဲ့တာများပြီးဂိုးပြတ်ဒီကြီးပဲရှုံးနေခဲ့တဲ့မူးမိတ်လေခဏခဏတွေ့ခဲ့ရတဲ့အန်စပိုစတာကော်ဂူလက်ထက်မှာအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အေဗာတန် အိမ်ခွဲမှာ6နှစ်ဆက်နိုင်ပွဲပျောက်ခဲ့တဲ့စပွားသစ်နဲ့ခုလက်ရှိမှာ new person နဲ့ထပ်ပြီးတော့တွေ့မယ်။ဒီခေါက်ကူရတာကျွန်တော်စံချိန်ဟောင်းတွေကိုဆက်ပြီးဖြတ်နိုင်မှာ။ဒါ Duke ဆက်ကလက်ရှိမှာကောင်းတဲ့အနေထားရှိရတဲ့ကြောင့်စပွားသစ်ကိုဒုက္ခပေးဖို့သူတို့လည်းကြိုးစားမယ်။အဲ့တော့ကျွန်တော်တိတ်တော့မမျော်လင့်ဘူး။ဒါခုနကထားတော့ကြည့်ရမှာပဲ။ဘောက်တခြားသစ်ပွဲတွေလည်းကြည့်ရမှာဖြစ်တယ်တော့လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တို့နဲ့ TV4 တို့မှာဂျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မေးကြပါနဲ့ဗျ။မြန်မာကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာ။ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစေ။စုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ A62 ကြ တာပေါ့ကြောက်တော့ကွန်ပြူပါဗျဒေးပါဗျ